အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်တို့ဒီ HS broker ရဲ့ကျွန်တော်တို့ register ပေါ့နော်ကျွန်တော်တို့ account ဖွင့်နေ register တင်နေ KYC ရှောက်နေကြောင်းကို ရှင်းပြပေးပါဖြစ်ပါတယ်ကျွန်တော်ဒါကတော့ကျွန်တော် HS broker ပေါ့နော် HS သေးရောင်လေးပေါ့နော် HS broker သေးရောင်လေးဖြစ်ပါတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံအတွက်သုံးလို့ရမယ် broker ပဲဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ဒီနေ့မှာကျွန်တော်ဒီမြန်မာနိုင်ငံအတွက်သုံးလို့ရတဲ့ broker ကိုတစ်ခုကိုလာပြီးတော့အကောက်ခွင့်ညီရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာ ာကျွန်တော်ပို့ပေးတဲ့ link ကိုမိတ်ဆွေတို့ကတက်ပြီးပြီဆိုလို့ရှင်ဒီမျက်နှာပြင်ကိုရောက်လာတယ်ပေါ့နော်။အဲကျွန်တော်တို့ link ပို့ပေးလိုက်မယ်။ဒီ link လေးကိုကျွန်တော်နှိပ်ပြီဆိုလို့ရှင်ဒီမျက်နှာပြင်ကိုလာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ project ဆင်းရင်ကျွန်တော်ဒီ channel ဆိုပြီးတော့နေရာလေးကိုရောက်လာမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ information အချက်လက်အကြောင်းအရာတွေပေါ့နော် passport အကြောင်းအရာတွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ဒီပေါ်ကဒါကျွန်တော်တို့ကိုယ်ပိုင်နာမည်တွေဖြည့်ရမယ့်အရာတွေပေါ့နော်။ဒါကတော့အားလုံးမိတ်ဆွေတို့ရဲ့ ဒီ passport ထဲကဟာဖြစ်ဖြစ်ကျွန်တော်တို့ဂျာတော့ driver license ထဲကပဲဖြစ်ဖြစ်ကျွန်တော်တို့ပေါင်းပြီးတော့ထည့်ရမှာဖြစ်ပါတယ်နံပါတ်1ကကျွန်တော်တို့သိရမယ့်ချက်ကကျွန်တော် passport နဲ့ကျွန်တော်ဘယ်နာမည်နဲ့တူရမှာဖြစ်ပါတယ်ခင်ဗျာเนาะကျွန်တော်တို့ရဲ့ passport နာမည်အတိုင်းထည့်ရမယ်နောက်မှာကျွန်တော် driver license ရှိလို့ရှိရင် driver license အတိုင်းကျွန်တော်တို့နာမည်ကိုဖြည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာနာမည်တစ်ခုဖြည့်မယ်ကျွန်တော် register လုပ်မယ်နာမည်ပေါ့เนาะ အကယ်၍ကိုယ်မှနာမည်သုံးလုံးရှိလို့ရှိရင်အပေါ်မှာနှလုံးထက်မယ်အောက်မှာတစ်လုံးထက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ကျွန်တော်ကဒီမှာဒီနေရာမှာကျွန်တော်မြန်မာလို့ရွေးရမှာဖြစ်ပါတယ်နော်ဒီမှာကျွန်တော်ရိုက်ထည့်မယ်ဒီနေရာလေးမှာမြန်မာဆိုရကျွန်တော်ရိုက်ထည့်ရမှာဖြစ်ပါတယ်အဲကျွန်တော်ဒီမှာမြန်မာဘာမာဆိုပြီးတော့လာမှာဖြစ်ပါတယ်အဲဒီဟာကိုနှစ်ပေးမယ်ပြီးလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့ဖုန်းနံပါတ်ကိုထည့်ရမှာဖြစ်ပါတယ်ကိုမြဲသုံးတဲ့ဖုန်းနံပါတ်ပဲထည့်ရမယ်နော်ကျွန်တော်ဒီ OTP code ကိုပို့မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုမြဲသုံးတဲ့ email ကို ထည့်ရမှာဖြစ်ပါတယ်ဒီနေရာလေးမှာကျွန်တော်အမြဲတမ်းတဲ့ email ကိုထည့်ပေးပါမပြီးလို့ချင်းကျွန်တော်ကကိုယ့်ရဲ့လှုပ်ဝက် password နံပါတ်ဒီ broker အတွက်သုံးတဲ့ password နော်ကျွန်တော် email ရဲ့ email ရဲ့ password မဟုတ်ပါဘူးဒီ broker အတွက်သုံးမဲ့ password ပဲဖြစ်ပါတယ်အဲ့ဒီ password လေးကိုကျွန်တော်ထည့်ရမှာဖြစ်ပါတယ်ထည့်တဲ့ချိန်မှာကျွန်တော်ကစာလုံးကျွန်တော်ကဏ္ဍနဲ့ဆုံး၈လုံးထက်မှာထည့်ရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်သာလုံးကြီးသေးအခေယကဏ္ဍတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့လုံခြုံတာဖြစ်ပါတယ်ခင်ဗျ ကျွန်တော်တို့ဒီမှာရေးထည့်လိုက်ပြီးပြီးလို့ရှိရင်တော့ဒီရှေ့ကနှစ်ချက်လေးပေါ့နော်နှစ်ချက်နှစ်ချက်လေးကိုကျွန်တော်မှတ်ချက်ပေးရမယ်ပြီးလို့ရှိရင်ဒီအစေးရောင်လေးကိုကျွန်တော် continuation ကိုကျွန်တော်တို့နှိပ်လိုက်ရောပါပဲခင်ဗျာနော်အဲ့နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်တို့ထည့်ထားတဲ့ email တဲကိုကျွန်တော်က OTP code ပို့มาဖြစ်ပါတယ်အဲ့ဒီ OTP code ကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ကျွန်တော်ကဒီ continuation ကိုကျွန်တော်နှိပ်လိုက်မယ်နေလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ email လေးကိုပို့မဲ့ code နေရာလေးပေါ့เนาะ pin code နေရာလေးပေါ်လာမှာဖြစ်ပါတယ် တို့ကဒီမိနစ်ပိုင်းတွင်းမှာကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်ဖြစ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်က email လေးကိုဖွင့်ကြည့်လိုက်မယ်ဒီ SR နေပြီးတော့ပို့ထားပေးတဲ့ OTP code လေးကိုဒီမှာထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒီ OTP code ကိုထည့်ပြီးတော့ကျွန်တော် continue နေလို့ရှိရင်ဒီမျက်နှာကိုရောက်လာပြီပေါ့နော်ဒီမျက်နှာကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာကျွန်တော်ဒီဖွင့်ရမယ့်အချက်တွေရှိတယ်ပေါ့နော်ကျွန်တော်ဖြည့်ရမယ့်ဟာတွေ ကျွန်တော်တို့ရဲ့ information ချက်လက်တွေဟုတ်ကဲ့ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ passport passport ထဲအတိုင်း driver license ထဲအတိုင်းကျွန်တော်တို့ဒီမွေးနေ့သင်္ကြန်တွေဖြည့်ရမှာဖြစ်ပါတယ်ဟုတ်နော်ဒီနေရာမှာရေးကြည့်ရပေါ့နော်ဒေတာလေးဟောဒီလိုကျွန်တော်တို့ယူရမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီ birthday လေးအရန်ကိုရေးကြည့်ရနော်1960တရက်နေ့6လပိုင်းဒီလိုရှိရင်ကျွန်တော်တို့ဒီမှာအကြမ်းမရေးပေးရမှာဖြစ်ပါတယ် ေလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံသား national တွေကျွန်တော်ရေးပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့နေရနေထိုင်လိပ်စာပေါ့เนาะကျွန်တော်တို့ဒီ anterior regenerative square ဒီ test resident ဟုတ်တယ်တော့เนาะအဲ့လိုရေးပေးရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ရေးပြီးဆိုလို့ရှိရင်တော့ဒီ continue ကိုကျွန်တော်နေရဖြစ်ပါတယ်ကြည့်ရတာပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါအတွေ့အကြုံတွေကိုကျွန်တော်ဖြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ trading နဲ့ပတ်သက်တဲ့လုပ်ငန်းတွေ့ကြုံတွေပေါ့နော် ကျွန်တော် event အဒီနေ့မှာဘာသာစကားတွေများများရှိတယ်ပေါ့နော်ကိုလိုချင်တဲ့ဘာသာစကားနဲ့ကျွန်တော်ပြောင်းပြီးတော့ဖြေလို့ရတယ်ပြီးလို့ရှိရင် ကျွန်တော်တို့ရဲ့နားလည်တဲ့ပုံစံနားလည်တယ်ပေါ့နော်နားလည်တယ်နားမလည်တယ်ကကိုနားလည်တဲ့ပုံမှာကိုဖြေရမှာပေါ့နော်ပြီးလို့ရှိရင်ကိုရဲ့လုပ်ငန်းတွေ့ကြုံကိုကအခြေခံ basic ဆိုလို့ရှိရင်ဒီ beginner ကိုကျွန်တော်ဖြေပေါ့နော်အာပြီးလို့ရှိရင်တော့ဒီ continuation ကျွန်တော်ဖြေရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့ financial detail ပေါ့ကျွန်တော်တို့ရဲ့ဒီငွေကြေးနဲ့ပတ်သက်တဲ့ချက်လက်တွေပေါ့နော်အဲကျွန်တော်တို့ကဒီငွေတစ်ခုကဘယ်နေရလဲကျွန်တော်ရဲ့ search employee ရတယ်ပေါ့နော်အဟိုကိုဖြည့်သွားမယ်ပြီးလို့ရှိရင်လောက်ကဘာနဲ့ပတ်သက်လဲပေါ့နော်အရင်တီးမကြမလို့ပါဘူးနော်ကျွန်တော်တို့ဒါနှိစက်မှုအရာတွေတယ်ရတယ်ပေါ့နော် business business consolidation management ရတယ်အဲ့လိုမျိုးလည်းရတယ် ေးလို့ရှိရင်ကျွန်တော်ကအတောင်းလောက်ပဲထားလိုက်ဘူးเนาะအဲဒါဆိုအတောင်းလောက်ထားလိုက်အတောင်းလောက်ထားလိုက်โอเคအဲ့လိုမျိုးကျွန်တော်ကဖြည့်ရမယ်ပေါ့เนาะ trading experience တစ်ခုဖြည့်ရမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ fair ဒီ financial detail တစ်ခုဖြည့်ရမယ်ပေါ့เนาะကျွန်တော်ဖြည့်ရမယ်ဟာတစ်ချက်ရှိတယ်ပေါ့เนาะအေးကြလေးကြည့်ပြီးတော့ဖြည့်ကြပါပြီးလို့ရှိရင်တော့ continue ကိုသွားမယ်โอเคအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ကဘာလာမလဲဆိုတော့ကျွန်တော်ရဲ့ဒီ ID passport ဘောကျွန်တော်ကဒီမှာကျွန်တော် ဒီ driver license ရမယ်ကျွန်တော်တို့ passport ရမယ် non drive id ရမယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ address ဆိုင်ရတဲ့ပြင်မယ်ကျွန်တော်တော့ဒီနေ့ကျွန်တော်ညင်မောင်း license နဲ့ကျွန်တော်ဖြည့်မှာဖြစ်ပါတယ်ခင်ဗျကျွန်တော် upload ကိုကျွန်တော်ထည့်မယ်ပြီးလို့ရှိရင်ဒီနေ့မှာတစ်ခုရှိတယ်ပေါ့နော် id ရဲ့ကျွန်တော်တို့ဒီဘက်ခြမ်းက port of residence ဆိုတဲ့ဟာရဲ့ကျွန်တော်တို့ရဲ့နေရာလိပ်စာပေါ့နော်အဲ့နေရာလိပ်စာမှာသူကဘာပေးလဲဆိုတော့ကျွန်တော်တို့ရဲ့ ရေဖို့မိဖို့ပေးတဲ့ຢာတွေရမယ်ကျွန်တော်ရဲ့ credit card statement တွေရမယ်ပေါ့နော်အပြီးလို့ရှိရင်တော့ bank statement အဲ့ဒါတွေကကျွန်တော်တို့ကိုယ့်ရဲ့နာမည်နဲ့တူရမယ်ဥပမာကျွန်တော်တို့ passport အသုံးလဲဆိုလို့ရှိရင် passport ရဲ့နာမည်နဲ့ဒီနော်ဒီ voucher စာရွက်တွေရဲ့နာမည် voucher စာရွက်ထဲမှာပါတဲ့နာမည်နဲ့တူရမှာဖြစ်ပါနော်အဓိကကလိပ်စာနဲ့နာမည်နဲ့ပါရမယ်အဲ့ပါတဲ့နာမည်နဲ့ပို့သုံးတဲ့ passport နဲ့ တူရမှာဖြစ်ပါတယ်ခမโอเคเนาะအဲ့မှာရေးကြီးတယ်ကျွန်တော်ငွေသိန်းငွေထုတ်လုပ်လို့ရမှာဒါမှကျွန်တော်တို့ account က F4 ဖြစ်မှာပေါ့เนาะဒီနေ့လေးမှာ GU site ပါဟောကိုမဟုတ်ပဲနဲ့တခြားသူဟာတွေကိုဝင်ထည့်လို့မရဘူးเนาะကို name တကူနာမည်တူရမှာဖြစ်ပါတယ်အဲ့ကျွန်တော် upload ကိုနှိပ်မယ်ဒီနေ့မှာကျွန်တော် passport ထည့်မှာဖြစ်ပြီးပြည့် upload ကိုကျွန်တော်နှိပ်ပြီးဆိုလို့ရှိရင်ဒီမှာကိုကဘာတော့မှလဲသူကမေးတယ်ကျွန်တော်တည်း passport တော့မလား driver license တော့မလားပေါ့ ID တော့မလားအာကျွန်တော်ကတော့ ဒီ ID password ကိုကျွန်တော်ယူရမယ်ရင်ဘူးတော့ပြီးမှကျွန်တော် document ဒီဟိုလိပ်စာကိုထည့်မှာဖြစ်ပါတယ်ပို့ပေါ့နော် address ကိုကျွန်တော်ထည့်မှာဖြစ်ပါတယ်ပြီးကျွန်တော်ထည့်မဲ့ဟာကပါလဲ driver license နော်ဒီမှာကျွန်တော်ယူရမယ်ပေါ့နော် password လား nation ID card လားကျွန်တော် driver license ကိုသုံးမယ်အဒီမှာကျွန်တော်တို့ရဲ့ national ID ဆိုတာခါတော့ကျွန်တော်ရဲ့မှတ်ပုံတင်ပေါ့ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှတ်ပုံတင်ကအင်္ဂလိပ်ဘာသာစကားမပါတော့လုံးလုံးမရဘူးတကယ်လို့များ ဟိုအင်္ဂလိပ်ဘာသာစကားပါတဲ့ ID card တွေဖြစ်လာပြီဆိုလို့ကျရင်တော့သုံးလို့ရပါတယ်နော် machine ID သုံးလို့ရပါတယ်ခုလောလောဆယ်ကျွန်တော် password ရမယ် driver license ရမှာဖြစ်ပါတယ် driver license မှာကျတော့ international စနစ်နဲ့ပုံစံနဲ့ဆိုတော့ကျွန်တော်ကအင်္ဂလိပ်ဘာသာစကားတွေပါတယ်ပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်ကဒီမှာရွေးမယ်ကျွန်တော်ဟို country of is ဆိုကျွန်တော်ထုတ်ပေးတဲ့နိုင်ငံကျွန်တော်မြန်မာမြန်မာဘာမှကျွန်တော်ရွေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာရှေ့နဲ့နောက် driver license ဆိုလို့ရှိရင်တော့ရှေ့မျက်နှာနဲ့နောက်မျက်နှာထည့်ပေးရမှာဖြစ်ပါတယ် passport ဆိုလို့ရှိရင်တော့ရှေ့မျက်နှာနဲ့မျက်နှာပဲเนาะအဲ့မှာကျွန်တော်ကဒီနေရာလေးကိုကျွန်တော်နှိပ်ချမယ် click နှိပ်ချလိုက်ပေါ့เนาะ okay ဒီမှာ driver license ရဲ့ရှေ့မျက်နှာပြီးရင်ကျွန်တော်ကနောက်မျက်နှာကျွန်တော်ထည့်မယ်ဒီနောက်မျက်နှာပြတ်ချင်ဓာတ်ပုံရိုက်တဲ့အချိန်မှာကျွန်တော်တို့ကြည်ကြည်ရှင်းရှင်းလေးရိုက်ဖို့လိုတာဖြစ်ပါတယ်ခင်ဗျာเนาะ okay ကျွန်တော်တို့ဒီပုံကိုရွေးပြီးတော့ထည့်ပြီးဆိုလို့ရှိရင်ဒီမှာကျွန်တော်ရောက်သွားပြီ ရှင်းမျက်နှာနောက်မျက်နှာเนาะပြီးလို့ရှိရင်တော့ဒီဘက်ကျန် upload ဆိုတဲ့ဟာလေးကိုကျွန်တော်ကနှိပ်လိုက်ရပါပဲ upload နှိပ်လိုက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာရပါပြီပြီးလို့ရှိရင်ကျွန်တော် upload new document လဲကျွန်တော်လိုအပ်တဲ့ visa ရွက်ကျွန်တော်ဒီမှာအဲ့ဒီနေရာမှာကျွန်တော်ပါရေးရမယ်ဆိုတော့နောက်တစ်ချက်ကကျွန်တော်ဒီမှာ port address ကိုကျွန်တော်ထည့်ရမှာဖြစ်ပါတယ်အဲ့ဒီ port address လေးမှာကျွန်တော်ကနံပါတ်1ထည့်ရမယ့်ဟာကကျွန်တော် bank statement ပေါ့เนาะ bank statement ဟုတ်မဟုတ်ကျွန်တော်ရေဖို့မိဖို့ပေးတဲ့ဟာပေါ့เนาะ အာရေပုံမျိုးပေးတဲ့ဟာမှာကျွန်တော်နာမည်ပါရမယ်အဓိကပါနော်အဲ့ဒါရေးကြည့်တယ်အာကျွန်တော်ပူအဲ့အတွက်ကိုကျွန်တော်ရွေးလိုက်တဲ့ချိန်မှာသူကပါရွေးမလဲဆိုတော့ဒီမှာကျွန်တော်နိုင်ငံကိုရွေးမယ်ကျွန်တော်ကနေတဲ့နိုင်ငံမြန်မာပြီးလို့ရှိရင်ကျွန်တော်အာဒီနေရာမှာစင်တီကိုရဲ့လိပ်စာကိုဖြည့်ရမှာဖြစ်ပါတယ်ခင်ဗျာနော်အရင်ရေးကြည့်တယ်ကိုနေတဲ့မြို့လိပ်စာအဲ့အတွက်ကိုဒီမှာပုတ်ကိုလေဒီမှာဖတ်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီ post ဒီစာတိုက်ကုတ်တွေပါပေါ့နော်အဲ့ဒါဖြည့်ရမှာဖြစ်ပါတယ်အမြတ်ဟုတ်ကဲ့ပါဒီမှာကျွန်တော်လိပ်စာဖြည့်မယ်ပေါ့နော်စင်တီရန်ကုန်ပြီးလို့ရှိရင်လိပ်စာလိပ်စာပြည်စုံလေးမှာထပ်ပေးရမယ်နော်ပြီးလို့ရှိရင် post code idol နေတဲ့စာတိုက်လိပ်စာပေါ့နော် post code ထပ်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ထပ်မဲ့စာရွက်ရဲ့ဟိုဘာစာရွက်ထပ်မလဲဒီမှာကျွန်တော်ရွေးမယ်ပေါ့နော် အဲကျွန်တော်ထက်မဲ့ဟာကျွန်တော်တော့လောလောဆယ်ပန်စာအုပ်မျက်နှာအထက်ကြီးကြီးပဲဟိုဘတ်စတေးမန့်မနက်ရက်ဒီနေ့မှာကျွန်တော်ဘတ်စတေးမန့်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဘတ်စတေးမန့်ရဲ့တစ်ခုတော့မဟုတ်နှစ်ခုတစ်ခုထည့်ရရည်ပေါ့နော်ဒီနေ့မှာနှစ်မျက်နှာရှိတယ်နှစ်မျက်နှာမှာကျွန်တော်နှစ်မျက်နှာလုံးထည့်เสียရမလို့တစ်ခုထည့်ရရပြီရှင်းမျက်နှာတစ်ခုကိုထည့်ရရည်ပေါ့နော်ကျွန်တော်တို့ဒီကိုယ့်ရဲ့ဘတ်စတေးမန့်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ ရေကမိကဘေးပိုးပေါ့နော်အဲ့ဒီဘေးရှင်းတဲ့ဘောင်ချာစာရွက်တစ်ခုဖြစ်ဖြစ်ဒီမှာထည့်ရင်ရပြီတစ်ခုဆိုရင်ရပါပြီခင်ဗျာနော်နှစ်ခုသုံးခုမလိုပါဘူးဒီမှာလည်းကျွန်တော်ကရှင်းမျက်နှာနောက်မျက်နှာပေးရတယ်ဒါပေမဲ့နောက်မျက်နှာကိုထည့်เสียရမလို့ရှင်းမျက်နှာတစ်ခုဆိုရပါပြီခင်ဗျာနော်အဓိကကဘာလို့အဲ့လဲဆိုတော့အဲ့ဒီစာရွက်မှာရှိတဲ့ကျွန်တော်ရဲ့ဒီ advertiser နော် advertiser နဲ့ကျွန်တော်ရဲ့နာမည်နဲ့ ကျွန်တော်သုံးလိုက်တဲ့ passport ထဲကတမန်နဲ့တူမတူလိုအပ်တာဖြစ်ပါတယ်အရန်ကိုရည်ရည်တာဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော် bank statement ဆိုလို့ရှိရင်ဒီလိုမျိုးစာရွက်ပေါ့နော်ဒီလိုမျိုးစာရွက်ကျွန်တော်ဒီပေါ်မှာကျွန်တော် bank ကနေထုတ်ပေးတဲ့ဟာကိုယ့်ရဲ့ဟို passport ထဲနေတိုင်းထွက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီလိပ်စာတွေပါမယ်ပေါ့နော်ချက်လက်ကအဲ့ဒါပဲရည်ကြည်တာကျန်တဲ့ချက်တွေကကျွန်တော်ငွေဘယ်လောက်ရှိရပါလဲဒါတော့ဒါသားရည်မကြည့်ဘူးပေါ့နော် ယကြီးတော့ဟာကျွန်တော်ကနေနဲ့ကျွန်တော်ရဲ့လိပ်စာပဲဒါရန်ဝင်ယကြီးပါတယ်အမြန်เนาะအဲ့ဒီ brand statement ကိုထည့်ပေးရမှာဖြစ်ပါတယ်အမြန်เนาะအဲကျွန်တော်ကဒီမှာကျွန်တော်ရေုံသုံးဒါစာအုပ်ရဲ့မျက်နှာလေးကိုကျွန်တော်စမ်းထည့်လိုက်တယ်ပေါ့เนาะထည့်ပေးလို့ရှိရင်ကျွန်တော်ဒါ upload ကိုနှိပ်ရမှာဖြစ်ပါတယ် okay upload ကိုနှိပ်ပြီဆိုလို့ရှိရင်ဒီနေရာမှာသူကဒါ upload.com ဆိုတဲ့ဟာမှာဒီမှာ pdf ဆိုပြီးတော့ဒီမှာပြထားပြတာဖြစ်ပါတယ်အမြန်เนาะ တို့စစ်သေးနေရပေါ့နော်စစ်သေးနေတဲ့ကြောင့်တို့ကြည့်ရတဲ့ကြောင့်ပြောလာပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့အောင်းအားပြီးဆိုလို့ရှိရင်ဒီနေ့မှာ F4 ဆိုတော့သိအောင်ဝင်တဲ့ပေါ်သွားမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ကအခါက KYC အောင်းအားပြီးခင်ဗျာ KYC အောင်းအားကြလို့ရှိရင်ကျွန်တော်ကနံပါတ်1 KYC အောင်းပြီးဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ဘာလို့ရမယ်ဆိုတော့ open lay account ကိုဖွင့်ရမှာဖြစ်ပါတယ်တကယ်ရုပ်ကဒီမိုဆိုလို့ရှိရင်ဒီမိုတော့မဆိုလို့ရှိရင်ဒီမိုကောက်ကိုဖွင့်မယ်ငွေစက်ကောက်တော့မဆိုလို့ရှိရင်ငွေစက်က play account ကိုဖွင့်ရမှာဖြစ်ပါတယ်ခင်ဗျာ ဒါကကျွန်တော်အကောင့်အောင်ပြီးလို့ရှိရင်ပြလို့ရပါပြီပေါ့နော်အဲကျွန်တော်ဒီမှာအကောင့်တော့မအောင်သေးဘူးဒါပေမဲ့ကျွန်တော်အကိုပဲလဲအကောင့်ရအောင်နေကြည့်မယ်နေပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်နံပါတ်1เนาะကိုသုံးမဲ့ platform ကဘာ platform လဲပေါ့ဒီမှာ MP4 MP5 ရှိတယ်ပေါ့နော်ကိုကဘာကိုသုံးမလဲကျွန်တော်တော့ MP5 ကိုသုံးမယ် MP5 ကိုသုံးပြီးတော့ကျွန်တော်က continue ကိုနေမယ်အဲဒီမှာ तू ကဘာပြောထားလဲဆိုတော့၃ချက်ရှိတယ်နံပါတ်1ကျွန်တော်က ီ p l a t f o r ကိုယူရမယ်ပေါ့เนาะပြီးလို့ရှိရင်နံပါတ်1ကအကောက်ရဲ့ပုံစံအရွယ်စားเนาะကျွန်တော်တို့လိုချင်တဲ့ protocol standard ကအဲ့ဒါကိုယူရမှာဖြစ်ပါတယ်နံပါတ်3ကကျွန်တော်ရဲ့ email ထဲမှာကျွန်တော် confirmation ကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာเนาะဒါ3ချက်ရေးကြည့်ပါတယ်အဲ့ဒါလေးကိုကျွန်တော်နှိပ်ပေးရမယ်နံပါတ်1ကျွန်တော် md5 ကိုယူရမယ် md5 ယူလို့ရှိရင်ကျွန်တော် continue ကိုသွားမယ်ပြီးလို့ရှိရင်နံပါတ်2ကိုလိုတဲ့အကောက်ရဲ့ပုံစံပေါ့အဲဒီနေရာမှာကျွန်တော်ကဆက်လက်ပဲရှိသေးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအကောက် ခု KYC တင်ရတာမအောင်သေးလို့ပြစ်လို့မရဘူး။ account KYC အောင်သွားပြီဆိုမှဒီနေရာမှာကျွန်တော်ရွေးချယ်စရာ account တွေရှိလာမှာဖြစ်ပါတယ်ခင်ဗျာနော်။အဲ့ဒီ account ရင်တော့ရွေးချယ်လိုက်ရုံပဲ။ဟိုရွေးချယ်ပြီးတော့ကျွန်တော် standard ဆိုလို့ရှိရင်တော့ဒေါ်လာ100 30နေစတော့ရတာဖြစ်ပါတယ်ခင်ဗျာနော်။အားပြီးလို့ရှိရင်တော့ကျွန်တော်ရွေးလို့ရှိရင် continue ကိုသွားလို့ရှိရင်ကျွန်တော် email ထဲမှာ confirm ပေးလိုက်ရုံပဲ။ confirm ပေးလိုက်ရှိရင်အောင်သွားမှာဖြစ်ပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ account KYC ရှောက်နေပဲဖြစ်ပါတယ်ခင်ဗျာ။ ားလုံးပဲဒီဗီဒီယိုကိုကြည့်ပြီးတော့အားလုံး KYC လျှောက်တက်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်အကောက်ရပြီဆိုလို့ရှိရင်တော့ဒီပေါ်မှာကိုယ့်ရဲ့နာမည်နဲ့ကိုယ့်ရဲ့ ID code ဆိုပြီးတော့ပေါ်နေမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ ID code ကလည်းရေးကြည့်တာဖြစ်ပါတယ်။နော်ကျွန်တော်တို့ကနာမည်နဲ့ ID code ပေါ်တယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်ကအကောင့်ရအောင်ဆိုလို့ရှိရင်တော့ငွေသွင်းငွေထုတ်ရဲ့ check လက်တွေအားလို့ကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။အရင်ဦးဆုံးကျွန်တော်ဒီမှာဝင်စစ်ကြည့်လို့ရတယ်ပေါ့နော်။ကျွန်တော်တို့ bank deposit deposit လုပ်မယ် เนาะပြီးလို့ရှိရင်တော့ဝိတ်တော်လုံးမဲ့ဟာအဲအောက်ကဒါ KYC မအောင်သေးလို့ပေါ့เนาะ KYC မအောင်သေးကျွန်တော်ကလောက်လို့မရသေးဘူးเนาะဒါ KYC အောင်ဖို့ကျွန်တော်ကစောက်ရဖြစ်ပါတယ်ပြီးမှကျွန်တော်ကဝင်သိငွေတောက်လုံးလို့ရမှာဖြစ်ပါတယ်ခင်ဗျာเนาะအဲကျွန်တော်ကဒီဘက်ချန် profile လေးကိုလာမယ်ဒီ profile နဲ့မှာကျွန်တော်ကဒီမှာပြည်တင်ဖြစ်နေတဲ့အကြောင်းကျွန်တော်စောက်ရမှာဖြစ်ပါတယ်တကယ်လို့သူကဒါစစ်စေးတဲ့ချက်လက်တွေအောင်သွားပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော် verification ဆိုတော့ပေါ်နေမှာဖြစ်ပါတယ်အစေးရောင်းရင်းနဲ့ကျွန်တော် effort ဖြစ်နေမှာဖြစ်ပါတယ်ခင်ဗျာเนาะအဲ့ဒါလေးကိုဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဝင်သွင်းဝင်ထွက်အားလုံးရပါမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးလည်းလုပ်တတ်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်လည်းကျွန်တော်တို့ဒီလိုမျိုးဒီ blocker နဲ့ပတ်သက်တဲ့ချက်လက်တွေကိုကျွန်တော်ဖတ်ပြီးတော့ ပြောပြရှင်းပြပေးပါမှာဖြစ်ပါတယ်ခင်ဗျာဆောနာကကျွန်တော်ဒီ document ထည့်တဲ့နေရာမှာဒီတကူကကျွန်တော်ဒီဆောနာကျွန်တော်ဘန်စာအုပ်ထည့်တဲ့နေရာဒါလေးမအောင်တော့ဘာမအောင်တော့မအောင်တော့ကျွန်တော်ကသာထည့်မလဲဆိုတော့ဒီနေရာမှာကျွန်တော်ကဒီရှေ့မှာကျွန်တော် driver license နဲ့သုံးရတာဖြစ်တယ်ဒီ driver license ကိုပဲရှေ့နောက်ဒီနောက်မှာကျွန်တော်ပြန်ပြီးတော့ဖြည့်ထည့်မယ်ပေါ့နော်ပြန်ပြီးတော့ဖြည့်ထည့်မှာဖြစ်ပါတယ်နောက်ဆုံးဒီဘန်ဒီ driver license နဲ့သုံးတဲ့သူကြတော့အရှိကကျွန်တော် မျက်နှာမှာကျွန်တော် driver license ရှင်းအောင်တောင်းလို့ရတယ်နောက်မှာကျွန်တော် pool already address မှာလည်းကျွန်တော်က driver license ရှင်းအောင်တောင်းလို့ရတယ်တကယ်လို့ဒီနေရာမှာအဲ့လိုမျိုးမရဘူးဆိုလို့ရှင်ကျွန်တော် bank statement ကိုခေါ်ရမှာဖြစ်ပါတယ်เนาะကျွန်တော်တောင်းလို့ရတဲ့ဟာ bank statement ရှိတယ်ပြီးရင်ကျွန်တော်တို့ဒီကမိကပေးတယ်ပေးစာရွက်ရှိမှဖြစ်ပါတယ်ဗျ။အဲ့တော့ကျွန်တော်တို့ညာပြင် bank statement ကိုတောင်းတာကရှေ့မှာ passport ကို passport နဲ့ register လုပ်ထားလို့ရှိရင်နောက်ကဟာရော bank statement ထည့်ရတာဖြစ်ပါတယ်။အကယ်၍ကိုကရှေ့ကဟာကိုကျွန်တော်က ဘိုင်ဘလန့်စ်နဲ့လောက်ထားရဆိုလို့ရှိရင်နောက်ကဟောင်းလည်းဘိုင်ဘလန့်စ်နဲ့ထပ်ဖြည့်လို့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်ကဘိုင်ဘလန့်စ်မှာကျွန်တော်လိပ်စာတွေပါတယ်ပါလို့နော်ကျွန်တော် password one တတော့ကျွန်တော်လိပ်စာတွေပါတယ်ပါ။အဲ့ဒါနည်းနည်းပွာသွားတာပေါ့နော်။ဟုတ်ကဲ့ပါအားလုံးကကျွန်တော်ဒီ port address မှာကျွန်တော်ဘိုင်ဘလန့်စ်လေးကိုထပ်မှာဖြစ်ပါတယ်။အဲ့ဒါကျွန်တော် upload ကိုနှိပ်မယ်။ပြီးလို့ရှိရင်ဒီမှာကျွန်တော်နိုင်ငံကိုရေးရမှာဖြစ်ပါတယ်။အမြန်မာဘာမာကိုရေးမယ်။ပြီးလို့ရှိရင်ကျွန်တော်ရန်ကုန်မြန်မာနိုင်ငံရဲ့လိပ်စာပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော်ဒီလိပ်စာအပြည့် ဟိုထည့်ပေးရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့နေရာလေးစာပြီးနော်ပြီးလို့ရှိရင်ဒီမှာ post code ထည့်ပေးရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်ဒီမှာအောက်မှာထည့်မဲ့စာရွက်နော်ဒီမှာလေးကဒီနေရာလေးမှာကျွန်တော်ထည့်လိုက်ပါနှိမ့်လိုက်စင်တော့စာရွက်ပုံစံအမတော်ကဒီ driver license ဆိုတော့ကျွန်တော်က driver license ရှေ့နောက်ကိုကျွန်တော်ထပ်ပြီးတော့ထည့်လိုက်မှာပေါ့နော်။တကယ်လို့ကိုကရှေ့က password သုံးထားလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ဟို driver license ကိုထည့်လိုက်ရတယ်ပေါ့ password ရှိရဆိုပေါ့နော်။ တကယ်၍ဘယ်မှာလဲစတဲ့ခုတယ်ဆိုလို့ကျတော့ဘာလဲစတဲ့ခုတယ်ဟုတ်ပဲတော့သုံးလို့ရတယ်တကယ်၍မရဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုအပ်တဲ့ဟာကဒီကမိကပေးတဲ့ဖိစာရဲ့တော့မဟုတ်ဘန်ကထုတ်ပေးတဲ့ဘန် statement ကိုပြောရမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဘာလို့ဆိုထက်လိုက်ပြီဆိုလို့ရှိရင်တော့ upload တော့ပုံမဲ့ကိုနှဲ့ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့နှဲ့လိုက်ပြီဆိုတော့ကျွန်တော်ကဒီမှာပြန်ပြီးတော့ကျွန်တော် pull out address ကိုထပ်ဖြည့်ထားတဲ့ဟာကိုတော့ pending လုပ်ပါနော်ဒီ pending လေးသူကဒီလိုမျိုးအောင်အောင်ဆိုလို့ရှိရင် F4 ဖြစ်သွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်သူက account ဖွင့်လို့ရအောင် ။ညအဲ့ကဘာဒီ state စီးလေးကြာအောင်မဖြစ်ပါနဲ့။ခဏလေးရှားပြီးတော့ဒါအောင်သွားပြီဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့အကောက်ဖွဲ့တဲ့နည်းလမ်းတွေကိုထည့်ပြီးတော့ရှင်းပြပေးဖြစ်ပါတယ်။ညကိုစိတ်နှပြချမ်းမှချမ်းသာပြီးတော့ရှင်းလန်းကြပါသေး။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဟုတ်